ငါးနောက်ပိတ်နှစ်နေချာလေးနောက်ပိတ်လေးနောက်ပိတ်နှစ်နေချာသုံးနောက်ပိတ်သုံးနောက်ပိတ်နှစ်နေချာနှစ်နောက်ပိတ်ငါးလေးသုံးနှစ်ပေါ့နော်စီနီယံခင်းခဲ့တယ်ပြီးတော့ဒီကျွန်တော်တို့ဒီရှေ့ပေါင်းခွန်နှစ်နေချာရှေ့ပေါင်း၈နှစ်နေချာရှေ့ပေါင်း9နှစ်နေချာရှေ့ပေါင်း3ညခွန်၈9 3ညပေါ့နော် ရိတ်6နဲ့ပရိတ်3ညာတိ6ပရိတ်3ညာနဲ့ပရိတ်6တိ6ပရိတ်1နဲ့ပရိတ်5တိ6ပရိတ်4နဲ့ပရိတ်2တိ6ဘောနော်ငါးခါနဲ့ခွာလေးတိ9တစ်ခါနဲ့ခွာ7တိ9 6ခါနဲ့ခွာ3တိ9 6ခါနဲ့ခွာ3တိ9ခွာ1နဲ့6ခါတိခွန်ခွာ9နဲ့7ခါတိခွန်ခွာ9နဲ့2ခါတိခွန်ခွာ7နဲ့9ခါတိခွန် ိကလိုရင်းပြမှာကတော့ရှေပေါင်းခွန်ရှေပေါင်းရှေရှေပေါင်းကိုရှေပေါင်းတုံရလို့ရိုက်တဲ့ချိန်မှာ6နှစ်ဒီ9 6နှစ်ဒီ656 6 4တည်ဒီခွန်96ခွန်936ဒီ8 96ခွန်8ဒီတစ်ပတ်ရိုက်မဲ့ကျွန်တော်တို့စီကြောက96ခွန်8နဲ့ရိုက်ပါမယ်နော် စီပေါင်းခွန်စီပေါင်းရှိစီပေါင်းကိုစီပေါင်းတုံကြလို့ရိုက်ခဲ့တုံက6ခွန်နှစ်ဒီ9စီ6နှစ်ဒီ656နှစ်လေးတစ်ဒီခွန်96ခွန်ကို36ဒီ6956ခွန်6အဲ့ဒီ96ခွန်6ကို96ခွန်6ပေါ့နော်96ခွန်6ကိုပါဝါလန်ရင်3ည1နှစ်3ပေါ့နော်အပေါ်က36ပါဝါ1ခွန်ပါဝါနဲ့10ပါဝါ3 968ကိုပါဝါလန်ပြီး3.1 3နဲ့ရိုက်ပါမယ်။နည်းနည်းချားစီးမှဒီကောင်ရောက်ကပ်ပေါ့နော်ဒီမှာနည်းနည်းကျော်ဒီကောင်နည်းနည်းချားဒီကောင်နည်းနည်းချားဒီကောင်ပေါ့နော်။နည်းနည်းချားစီးကို968ကို3.1 3နဲ့ရိုက်ဖို့အတွက်ကရှေပေါင်း3နဲ့ရှေပေါင်းခွန်ဒီ3ရှေပေါင်း3နဲ့ရှေပေါင်း3ဒီ3 3ရှေပေါင်း3နဲ့ရှေပေါင်း3ဒီ2 3 1 2 ရှိပေါင်း၅နဲ့ရှိပေါင်း၈သည်၃၃၁နှစ်၃အဲ၃၁နှစ်၃ဆိုတာဒီကောင်၃ခု၅ပါနော်စီပေါင်းတိစီပေါင်းတုံညာစီပေါင်းတစ်ခုရပေါင်းလိုက်သည်တုံညာတိနှစ်3ခုနကကျွန်တော်ရိုက်ပြတဲ့96ခု8ကိုဒီမှာတုံညာတိနှစ်3နဲ့ပြန်ဖြည်တာပေါ့နော်စီပေါင်း3နဲ့စီပေါင်းခုသည်တုံညာစီပေါင်း1နဲ့စီပေါင်းတုံညာသည်1တုံညာ1စီပေါင်း1နဲ့စီပေါင်း1သည်နှစ်တုံညာ1နှစ် ရှေပေါင်း9နဲ့ရှေပေါင်း8ဒီ3 3 1နဲ့3ရှေပေါင်း8ပေါ့เนาะရှေပေါင်း8ကိုဘာကနန်းနဲ့ယူမလဲပေါ့เนาะဘာကနန်းနဲ့ယူမလဲဆိုတော့သူက9 6ခွန်8ကနေမှ6ခုနေဒီ9 6ခုနေက6 5 6နှစ်လေးတက်ကခွန်9 6ခွန်9 3 6ှက8 9 6ခွန်8ကနေပြီးမှ3 9 1 2 3ဆိုတာဖြစ်လာတာပါเนาะ 96ခွန်ရှိရပါပါလား3.1နှစ်3လို့ဖြစ်လာဖို့အတွက်96ခွန်ရှိကနေပဲကဏ္ဍကထည့်ထားပါတယ်အဲ့ဆိုကျွန်တော်တို့ကဒီမှာကြည့်ရအောင်ဒီ3လုံးကဒီ3လုံး6ဒီ3လုံးခွန်ဒီ3လုံး6 96.8လို့ရိုက်တုံးကနောက်ပေါင်း3နောက်ပေါင်း4နောက်ပေါင်း6နောက်ပေါင်း2 3 4 6နှစ်လို့ရိုက်ထားပါတယ်နော် အမှသူ့ရဲ့အောက်မှာကျတော့နှစ်ပိတ်နှစ်ပိတ်တစ်ပိတ်၆ပိတ်ပေါ့ဒီ၆ခုနှစ်ဒီ၅၅ရဲ့ဘာဝ၃ညရှေးပေါင်း၃နဲ့ရှေးပေါင်း၇ဒီ၃ညလို့ခဏန်းထဲတဲ့ချိန်မှာနောက်ပေါင်း၈ရဲ့ဘာဝ၃အင်းနောက်ပေါင်း၃ရဲ့ဘာဝ၈နော်၄ရဲ့၄ရဲ့ဒီ၈နောက်ပေါင်း၄ရဲ့ဘာဝ၉၆နဲ့၃နဲ့ဒီ၉ နောက်ပေါင်း6ရပါပါတဲ့3နဲ့တင်းနဲ့ဒီတနောက်ပေါင်း2ရပါပါခွန်9နဲ့10နဲ့ဒီခွန်ရှစ်ထိပ်ပေါ့နော်နောက်ပေါင်း3ရပါပါရှစ်4နဲ့4နဲ့ဒီရှစ်နောက်ပေါင်း4ရပါပါ9 6နဲ့3နဲ့ဒီ9နောက်ပေါင်း6ရပါပါတဲ့3နဲ့တင်းနဲ့ဒီတနောက်ပေါင်း2ရပါပါခွန်9နဲ့10နဲ့ဒီခွန်အဲ့လိုရိုက်ပြီးတော့ ဒီနှစ်ဒီ9နဲ့3နဲ့2ဒီနှစ်ဒီ5နဲ့9နဲ့2ဒီ1ဒီ1နဲ့3ညာနဲ့1ဒီ6ဒီ6နဲ့3ညာနဲ့6နော်အဲ့ဒါဆိုတော့ဒီနောက်ပေါင်းသုံးလို့ဒီလို3ရပါပါ8လို့ရိုက်ပြီးတော့ဒီနှစ်ကို9နဲ့3နဲ့2လို့ရိုက်တာ ဒီလေးကို၄ရဲ့ပါဝါကိုဒီလို6နဲ့3နဲ့9လို့ရိုက်ပြီးတော့ဒီနှစ်ကိုကျတော့9နဲ့9နဲ့2လို့ရိုက်တာဒီနောက်ပေါင်း6ရဲ့ပါဝါ1 3နဲ့1ကို1လို့ရိုက်ပြီးဒီ1ကို1နဲ့3နဲ့1လို့ရိုက်တာဒီကို3ပေါင်းနဲ့2နှစ်ရဲ့ပါဝါကို9နဲ့8နဲ့9လို့ရိုက်ပြီးတော့ဒီ6ကို6နဲ့3နဲ့6လို့ရိုက်ရမှာ8 3တွေအဲ့လို8 3တွေလို့ရိုက်ရိုက်ပဲချိန်မှာမနော် ဒီ break ရှိရပါပါ၃ကလည်းခါဝင်တာဒီ break နေရပါပါခွန်ကလည်းခါဝင်တာဒီ break ငားရပါပါ၃ညလည်းဒီမှာခါဝင်တာဒီ break ငားရပါပါ၃ညလည်းခါဝင်ရမှာဆိုတော့ရှစ်၃ညလိုရကိုက်နေသေးပါတယ်နော်အဲ့ဆိုကျွန်တော်တို့ကဒီမှာနောက်ပိတ်က၈နောက်ပိတ်က၅နောက်ပိတ်က၆နောက်ပိတ်ကဘာဖြစ်မလဲလို့ကျွန်တော်တို့က ဩဝဲကိုပြန်ကြည့်ရင်ပေါ့နော်ပစီပေါင်းခွန်ရှိပေါင်းရှိရှိပေါင်းကိုရှိပေါင်းတုံညခွန်ရှိကိုတုံညလို့ရိုက်ခဲ့တော့ငါ6ခုနှစ်ဒီ9 6ခုနှစ်ဒီ6 5 6နှစ်လေးတည်းဒီခု9 6ခု9 3 6ဒီ6 9 6ခု6နဲ့တွဲရိုက်ခဲ့တာအဲ့မှာသူရိုက်ခဲ့တဲ့ခါလေးကဒီမှာ4ပေါင်း3 3ရပါွား ရှစ်ပိတ်လို့ရိုက်ခြင်းလားဒီမှာရှစ်ပေါင်း၃ည၃ညရဲ့ပါဝါ၅ပိတ်လို့ရိုက်ခြင်းလားဒီမှာကျွန်တော်တို့ကရှစ်ပေါင်း၁ရှစ်ပေါင်း၁ရဲ့ပါဝါ၆ပိတ်လို့ရိုက်ကြလားဒီမှာရှစ်ပေါင်း၉ရှစ်ပေါင်း၉ရဲ့ပါဝါ၄ပိတ်လို့ရိုက်ခြင်းလားနော်နောက်ပိတ်နေနေရတော့ ဖြစ်နိုင်ရင်တော့စီဒီဆွဲရမှာပါနော်ဘရိတ်နဲ့ချုပ်ရိုင်းမယ်အစီဒီဆွဲမယ်ဒါမှမဟုတ်နောက်ဘက်တလုံးထည့်မယ်အကြိုက်နဲ့တက်တယ်ဆိုရင်ကိုကြိုက်တယ်လို့သုံးပါနော်ရှေ့ပေါင်း3ရပါပါရှေ့10ပိတ်ရှေ့ပေါင်း300ရပါပါ9 9ပိတ်ရှေ့ပေါင်း100ရပါပါ6 6ပိတ်ရှေ့ပေါင်း900ရပါပါလေး4ပိတ်မယ်ဆိုရင်တော့8 300 4ပေါ့နော် ဖော်ဝိုင်းဖိုင်နေမှာကျွန်တော်ဗရိတ်6ကိုတင်ထားတော့ဒါ8 3 9 8ပေါ့နော်ကြံတဲ့စိတ်ပိုင်းနေနေရတော့မင်းသားတငယ်ချင်းနေကြိုက်ရင်ထိုးမကြိုက်ရင်ရှောင်းကိုစံနာနဲ့ကိုသဘော